တာတို့တမီးတို့အားလုံးပဲမင်္ဂလာပါဆရာတင်နေတာတို့တမီးတို့ကိုဒီမနေ့ကသင်ကြားပေးခဲ့တဲ့ဒီ pronoun တွေနဲ့ပတ်သက်တဲ့အပိုင်း2ရဲ့အဆက်ဖြစ်တဲ့ဒီတချို့သော pronoun လေးတွေကိုဘယ်လိုသုံးရမလဲဆိုတော့အကြောင်းအရာလေးတွေကိုဆရာတီဗီလေးထဲမှာဆက်ပြီးတော့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာတော့ဆရာတာတို့တမီးတို့ကိုဒီ position နဲ့ပတ်သက်တဲ့ဒီ pronoun တွေကိုဘယ်လို position ချမလဲဆိုတော့အပိုင်းလေးကိုဆရာပြောပြပေးသွားမယ်အဲ့ position အပိုင်းနဲ့ပတ်သက်ပြီးတဲ့အခါမှာဆရာဒီ self type ပေါ့နော်ဒီ self type သရံ pronoun တွေကိုဘယ်လိုသုံးရမလဲဆိုတာကိုဒီ video လေးထဲမှာတအားတို့တမိတော့ကိုအသေးစိတ်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့စလိုက်ကြအောင်ပါနံပါတ်3က position ပေါ့ position အကြောင်းကိုကျွန်တော်နည်းနည်းလေးပြောပြပေးမယ်ပေါ့တအားတို့တမိတို့လည်းတည်တည်ချာချာလေးလိုက်ပြီးတော့ကြည့်စစ်ကြည့်နေဘယ်နေရာမှာဘယ် pronoun ကိုထားရမလဲဘယ် position မှာထားရမလဲဒါတအားတို့တမိတို့အတွက်အရင်အရေးကြီးတဲ့အချက်လေးဖြစ်တယ်ပေါ့နော် i type နော် i type ကိုဆရာအရင်စပြောပေးမယ်ပေါ့ i type i type ကိုကြတော့ကရိယာရှိ ကတားနေရာမှာဆရာတို့ထားပေးရမယ်ဒါသာလို့သမီးတို့တက်တက်လုံးစာအတွက်အသေးမှတ်ဖို့လိုပါတယ်နောက် i type ကိုခရီးယာရှေ့ကတားနေရာမှာထားရမယ် he killed the lion သူကရှင်သေးတကောင်ကိုတက်လိုက်တယ်သူကတက်တာတက်တဲ့သူအားအကြောင်းမလို့သူ့ကို verb kill ဆိုတဲ့ verb ရဲ့အရှိ subject နေရာမှာထားပေးရတယ်ဒါ i type ကိုသုံးရမယ် possession မှာတခါလေးမှတ်ပါဟုတ်ပြီနောက်တစ်ခု me type me type ကိုကြတော့ကျွန်တော် verb ရဲ့အနောက် ကန်ပုတ်နေရမှာ object နေရမှာထားရမယ်ဥပမာဆိုကြပါစို့ she hates him เนาะသူမသူ့ကိုမုန်းတယ် she hates him him ဆိုတာဒါသူ့ကိုလို့ဖြစ်သွားပြီ he ကသူကเนาะ him ဆိုတာသူ့ကိုပေါ့เนาะသူမသူ့ကိုမုန်းတယ်သူကအမုန်းခံရတာ object เนาะအဲ့တော့ object type me type ပေါ့เนาะ object နေရမှာရှိနေရမှာအများနဲ့ me type တဲ့က pronoun တွေပဲရှိနေရမယ်เนาะသူတို့ကိုဒီ verb ရဲ့နောက် object နေရာမှာပဲတုံးရမယ်เนาะ object နေရာမှာတုံးရပြီးဟုတ်ဆိုရင်ဆရာတို့ဒီ me type တဲ့ pronoun တွေကိုတုံးဖို့အရင်အရေးကြီးပါတယ်เนาะဒါကိုတည်တည်ချာချာလေးမှတ်စေချင်တယ်ဟုတ်ပြီနောက်တစ်ခုက preposition တွေအနောက်မှာရေးရမယ်ဒီ me type pronoun တွေကိုဒါနောက်တစ်ချက်မှတ်ရမှာပေါ့เนาะ pronoun တွေကို preposition တွေအနောက်မှာရေးရမယ်ကျွန်တော်နမူနာ sentence လေးပြပေးမယ်အဲ့ဒါလေးကိုကြည့်လိုက်တော့ရှင်းသွားပါပြီเนาะ this gift is for her เนาะ this gift is for her เนาะဒီလက်ဆောင်ဟာသူမအတွက်ဖြစ်ပါတယ်အဲ့တော့ for ဆိုတာ proposition ကိုအချိန်ပြနေရပြစကားလုံးပေါ့เนาะ object ဘယ်မှာမှရှိရဲဆိုတော့ပြပြီးတဲ့စကားလုံးကျွန်တော်တို့ကျောင်းမှာဆိုလို့ရှိရင် verb ပေါ့เนาะเนาะကရိယာလေးနောက်လိုက်ဒီ၎င်းတို့ဒီကရိယာဖြစ်ဒီ can ဖြစ်ဒီဘာညာတာတကာပေါ့ all ခဲ့ရတယ်เนาะဒါတို့သမီးတို့လည်းဒါတာမှာမြန်မာတာမှာ all ခဲ့ရတယ် verb ဆိုတာဒီ proposition လေးတွေပဲအချိန်နေရပြစကားလုံး object ကိုပြပြီးတဲ့စကားလုံးပေါ့เนาะအဲ့တော့ဒီ sentence ကိုကြည့်မယ်ဆိုရင် for ရဲ့နောက်မှာ me type တဲ့တဲ့ pronoun ကိုပဲတုံးထားရဲဆိုတာကိုတွေ့ရမယ် for her လို့တုံးထားတယ်เนาะ for she လို့တုံးမထားဘူးဒါကိုပြောချင်တာเนาะဟုတ်ပြီเนาะနောက်တစ်ခုက this gift is for her not for me not for me ငါအတွက်เนาะဒီ lesson ကသူမအတွက်ငါအတွက်မဟုတ်ဘူး not for me เนาะ for me တွေ့လား me type ပဲဆို not for i လို့မတုံးဘူးဒါကိုပြောချင်တာเนาะအဲ့တော့ proposition ရဲ့နောက်မှာ me type ရှိရမယ် verb ရဲ့နောက် object နေရာမှာဆိုရင် me type pronoun ကိုပဲတုံးရမယ် နော်ဇာတ်မနေ့ကဗီဒီယိုထဲမှာဘယ်လိုနောက်ဘယ်နှမျိုးရှိလဲတိုက်ဘယ်နှမျိုးရှိလဲပဲအကြံပေးပြောပြခဲ့ရပါဘောနော်မိတ်ဆက်အရင်ဆုံးမိတ်ဆက်ပြီးတဲ့ဒီဗီဒီယိုထဲမှာမှဇာတ်သားတို့သမီးတို့အသေးစိတ်ပဲ pronoun တွေကိုဘယ်လိုနေရာမှာပြန်ပြီးအသုံးရမလဲဆိုတာကိုတိတိကျကျအသေးစိတ်ပြန်ပြီးသင်ပေးရခြင်းဖြစ်ပါတယ် Okay နောက်တစ်ခု sentence လေးကြည့်မယ်ပေါ့နော်ဒီ sentence လေးထပ်ကြည့်လိုက်မယ်ဆိုရင်ပို့ပို့ပြီးတော့နားလည်သွားမယ်လို့မျှော်လင့်ပါတယ် A lion was killed by him နော်ချင်းသေးတကောင်ကိုသူတတ်လိုက်တယ်တဲ့နော် နော်ချင်းသေးတကောင်ကိုသူတတ်လိုက်တယ်အဲ့တော့ဒီ sentence ကြတော့ကျွန်တော်တို့က object ကိုအရှိန်တန်းတင်ရေးတာပေါ့နော် object ကိုအရှိန်တန်းတင်ရေးတာဟိုပြောမှာဆိုရင်ဒီချင်းလေးကအသက်ခံရတာနော်ဒါအဓိကတော့ဒါကိုပြောချင်တာမဟုတ်ဘူးပေါ့နော် a lion was killed by him ဒါခိုင်းချင်လဲထွက်သွားတတ်အောင်နော် passive verb တွေက object ကိုအရှိန်ကိုတင်ရေးတဲ့ဝါကြတွေဖြစ်ပြီးတော့ဥတ္တမဘယ်လိုဖြစ်လို့ဒီနောက်မှာ him ကိုဟိုဘိုင်နောက်မှာ him လို့ရေးထားတယ်ဘိုင် he လို့ဘာလို့မရေးတာလဲကျွန်တော်ကတော့ပြောခဲ့တဲ့ပုံစံအတိုင်းပဲเนาะ proposition ရဲ့နောက်မှာရှိနေပြီဆိုရင်တေးရရဲ့အဲ့ဒါဒီ me type တဲ့က ဒီဟိုပါဗောနော pronoun ကိုပဲသုံးရမယ်ဆိုတာကိုဥပမာပေးနေတာ哦เนาะအဲ့အတွက်ကြောင့်ဂျုံဂျီဂျီ30ကျင်းပါတယ် me type ပုံစံ pronoun တွေကို object ရဲ့နောက် preposition တွေရဲ့နောက်မှာအမြဲတမ်းထားပြီးတော့သုံးရပါတယ် okay နောက်ထပ်ထပ်ပြီးမှတ်ဖို့လိုတဲ့အချက်လေးတစ်ချက်ရှိသေးတယ်ဗောဟုတ်လားပါလဲဆိုတော့ my type နဲ့ mind type ပေါ့เนาะ my type နဲ့ mind type ကိုနေရာအတိအကျသတ်မှတ်လို့မရဘူးတဲ့သူတို့ကြတော့เนาะ ဝါကြရဲ့ sentence ကအရှိဆုံးမှာလည်းဖြစ်နိုင်တယ်နောက်ဘက်မှာလည်းဖြစ်နိုင်တယ်ပေါ့နော်ဟို subject နေရာမှာလည်းဖြစ်ရင်ဖြစ်နေနိုင်တယ် object နေရာမှာလည်းဖြစ်ရင်ဖြစ်နေနိုင်တယ်အဲ့တော့ my type ရဲ့နောက်မှာနောင်ပါမယ်တအားသမီးတို့တကယ်အသေးစိတ်သိချာမှတ်ရမှာက my type ရဲ့နောက်မှာနောင်တစ်ခုပါမယ်ဥပမာဆိုရပါစို့အာ my glasses ပေါ့ငါရဲ့မျက်မှန်ပေါ့နော် my shirt ငါရဲ့အင်ဂျီပေါ့နော်သူကနောက်မှာဘာသူ့ရဲ့ဘာလဲဆိုတော့ပြောမအောင် နော်ငါရဲ့ဘာပေါ့နော်ဟို my dog ဆိုတော့ငါခွေးပေါ့ ဒီလိုမျိုးเนาะ my pencil ဆိုငါခဲတံပေါ့ဒီလိုပြောမှာ哦เนาะဒါအဲ့တော့ my time now မှာနောင်ပါမယ်ဆိုတော့ဒါတို့သမီးတို့သိရမယ်ဒါအပင်ထဲမှာသုံးဝင်လဲဆိုတော့ကွက်လက်ဖြည့်တဲ့နေရာလေးမှာ my ရဲ့နောက်မှာကွက်လက်ဆိုသေချာပြီးထည့်ရမှာဒီနောင်မယ်เนาะဘာနောင်ကိုထည့်ရမလဲဘယ်ဘယ်နောင်ကိုထည့်ရမလဲဆိုတော့ဒါတို့သမီးတို့သင်သင်ရမယ်ဒီ read the passage ထဲမှာအဖြေရှိမှာပေါ့เนาะတိသွားပြီလေ my ရဲ့နောက်မှာဆိုနောင်လာပြီဆိုတော့တိသွားပြီဒါကိုပြောချင်တာဟုတ်ပြီ mind type ရဲ့အနောက်မှာကျတော့နောင်လုံးဝပါလို့မရပါဘူးတဲ့เนาะဒါကိုမှတ်ရမယ် mind type ရဲ့နောက်မှာနောင်ပါမယ် mind type ရဲ့နောက်မှာနောင်လုံးဝမပါရဘူးเนาะဆရာအဲ့ဒီနှစ်ခုစလုံးနဲ့ပတ်သက်တဲ့ဒီ example sentence လေးတွေရေးပြမယ်သေသေချာချာလေးလိုက်ကြည့်ပါ this is my book ဒါငါစာအုပ်တဲ့เนาะ this is my book ဒါငါစာအုပ် this book is mine เนาะ this book is mine this book ဒီစာအုပ်က is mine is my book လို့ရေးလို့မရအောင် is my ဆိုပြီးပြီအရှိမအဲ့စာအုပ်ကအရှိမပြောခဲ့တဲ့ဒီ this book ဆိုတာဒါသူ့စာအုပ်ပဲเนาะ this book is my လို့ပဲတောင်းလိုက်တယ်เนาะအရှိမကျတော့ this is လို့တောင်းထားတာဒီ a ရာဒီဆိုတော့ဘာမှမသိဘူး my ငါရဲ့ book စာအုပ်ဖြစ်တယ်ဆိုတာထည့်ရေးပြရမယ် my type ပြန်တော့မှနောင်းလာမယ် book ဆိုရင်နောင်းလာတယ်ဒါမှဒါမှကျတော့ this book က subject ကြီးဖြစ်သွားတာဖြစ်တဲ့အတွက်နောက်မှကျတော့ဒီအစာအုပ်ဒီ is ဖြစ်ပါသည် my ကျွန်တော်ဟာဖြစ်ပါသည် mind type ကိုပဲရေးရတော့မယ်เนาะဒါဆိုရင်တော်တော်လေးနားလဲသွားမယ်လို့ထင်တယ်ဟုတ်ပြီနောက်ထပ်နားမလည်သေးရင်နောက်ထပ်ဥပမာလေးတစ်ခုထပ်ကြည့်လိုက်ရအောင်ပါ my dog bit their dog เนาะ my dog bit their dog my dog ကျွန်တော်ခွေးရတဲ့เนาะ my နာမှာ dog เนาะကျွန်တော်ခွေးရ bit ကြိုက်တယ် their dog သူတို့ရဲ့ခွေးကိုကြိုက်တယ်တဲ့เนาะသူတို့ရဲ့ခွေး their their သူတို့ရဲ့ dog ခွေးကိုကြိုက်တယ်တဲ့ဒါမှလည်းဒါ their ဆိုတာဒါပြောမှဆိုရင် my type ပဲပေါ့เนาะဒါ they ရဲ့ ဒါ positive ပုံစံဟုတ်เนาะဒီကနေ there ဖြစ်သွားတာဟုတ်ပြီနောက်ထပ်ဥပမာလေးတစ်ခုထပ်ကြည့်မယ် my dog bit theirs เนาะ my dog ခွေးကျွန်တော်ခွေးရတဲ့ bit ကိုက်တယ် theirs သူ့ရဲ့ခွေးကိုကိုက်တာပေါ့ပြောချင်တာเนาะသုံးလို့ရတယ်ဒီ my dog bit their dog လို့သုံးလို့ရတယ် my dog bit theirs လို့ဒီ mind type ပုံစံနဲ့သုံးလိုက်လေရတယ်ပေါ့ပြောချင်တာပြောတောင်းသမီးတို့မှတ်ရမှာတစ်ချက်ပဲเนาะ mind type နောက်မှာနောင်းလိုက် เนาะ mind tap ရဲ့နောက်မှာဘာမှရှိဘူးဒါကိုပဲသိစေချင်တာဒါအဓိကမှန်ရမှာဒီအချက်ပဲ okay နောက်ထပ်ဆရာတိထားရမယ်နောက်ထပ်တအားလို့သမီးတို့မသိမဖြစ်သိထားရမယ်ဒီ pronoun နဲ့ပတ်သက်တဲ့အချက်လေးတခုကိုလည်းပြောပြပေးပါအောင်မယ် let ဒီ let ဆိုတဲ့ verb ရဲ့နောက်မှာကံပုတ်ဖြစ်တဲ့ဒီ me type ကိုပဲလိုက်ရမယ်เนาะဒီ me type တဲ့က pronoun တွေကိုပဲသုံးရမယ်ဥပမာဆိုကြပါစို့ let me go ငါသွားပြရစီเนาะ let him go သူ့ကိုသွားခွင့်ပြုလိုက်ပါ နော် let her go သူမကိုတောင်းခွင့်ပြုလိုက်ပါ let us go ငါတို့ကိုတောင်းခွင့်ပြုပါလူမျိုးပေါ့နော်ဒီမှာဒီမှာပြောပြရတယ် let him and her go နော် together let him and her go together ပြောချင်တာကဒီ let ဆိုတဲ့ verb ပါလာပြီဆိုတော့သူနောက်မှာ me type ပုံစံ pronoun တွေပဲတောင်းလို့တမီတွေတုံးပေးရမယ်ဒါကိုပြောချင်တယ် let က verb ဟုတ်နော် verb က तू ကဟိုခွင့်တောင်းတာနော်ဟို sentence တန်းမှာဆိုလို့ရှိရင် तू ကပြောမှဆိုလို့ရှိရင်ဒါဟိုခွင့်တောင်းတဲ့ပုံစံဖြစ်နေကြအောင်ဒီ drop တွေတခုတည်းကိုဟို vibe infinitive တခုတည်းကိုဝါကြရဲ့အရှိဆုံးမှာတင်ရေးထားတဲ့ဟာကိုဟိုဆရာတို့အမိန်ပေးတောင်းမှဝါကြ command နဲ့ request ထဲမှာပါတာဟုတ်သူကနော်အဲ့တော့ wish တွေမှာလည်းဒါဒီဟာလေးကိုတောင်းတယ်ပေါ့အဲ့တော့ let ဆိုတဲ့ verb ပါလာပြီဆိုရင် let him go လို့ပြောလို့မရအောင် let me go ပဲပြောရမယ်နော် let let him go let he go လို့ပြောလို့မရအောင် let him go သူ့ကိုတောင်းဝင်ပြု let her go let she go လို့ပြောမပြောရအောင် let her go လို့ပဲပြောရမယ်နော် let our uh, let we go လို့ပြောလို့မရဘူး let us let us go လို့ပဲပြောရမယ်เนาะဒါကိုသားလူသမီးတို့သိစေချင်တာအဲ့ let him and her လို့ပဲပြောမယ် let he and she လို့သုံးလို့မရဘူးဒါကိုပြောချင်တာပါเนาะဆရာတို့မှာဥပမာလေးလေးပေးထားပါတယ်သိချာလေးရှိပါဒါပေမဲ့ဆရာတို့သတိထားမယ်ပုံစံလေးရှိတယ်အဲ့ဒါလေးကိုလည်းသိချာကြည့်ပါ let his brother swim in the pool let his brother swim in the pool သူ့ကိုရေဟောပါเนาะရေကန်ထဲမှာရေကူးကွင်းပြူခိုင်းပါတဲ့เนาะရေကူးခိုင်းပါတဲ့เนาะ let his brother swim in the pool ဟုတ်ပြီဒီမှာကျတော့ဆရာတို့ let him brother လို့သုံးလို့မရအောင်เนาะဒီမှာကျတော့ object ပုံစံဟိုဟာဖြစ်မှာပေါ့အဲ့တော့ noun က object ပုံစံနဲ့ပါလာပြီဆိုရင်အဲ့ noun ကိုအထူးပြုတဲ့ my type နဲ့သုံးရပါမယ်တဲ့เนาะအဲ့လမှာ me type သုံးလို့မရတော့ my type ကိုသုံးရမှာဒါတော့ဒါတို့သမီးတို့ဖတ်ပါများရင်တော့သိသွားမှာပေါ့เนาะ let his brother swim in the pool let noun က object ထဲမှာအဲ့ object ကဘာဖြစ်ဖြစ်ရတယ် အဲ့ object ကိုထည့်လိုက်ပေါ့အဲ့တော့ဒီ sentence ကိုတော့တောင်းတသမီးကိုမှတ်ရင်လည်းလေးတော့ရှုပ်သွားနိုင်တယ်ပေါ့အဲ့တော့ပြောမှာဆိုလို့ရှိရင် sentence like မှတ်တာကပိုအဆင်ပြေမယ်ပေါ့နော် let his brother swim in the pool သူ့အကောကိုရေကန်ထဲမှာရေကူးခိုင်းပေါ့နော် let his brother and mine let his brother and mine အဲ့သူ့ကိုနဲ့ mine ငါဟာလို့ပြောတာမဟုတ်ငါအကူလို့ပြောတာဒီနေရာမှာနော်အဲ့သူ့ကိုနဲ့ငါအကူ swim in the pool ရေကန်ထဲမှာရေကူးခိုင်းပါလို့ပြောတာနော်အဲ့တော့ let his brother swim in the pool နောက်တစ်ချောင်းကျတော့ let his brother and mine နော်သူ့ကိုရောငါ့အကိုပါရေကန်ကန်ထဲမှာရေကူးခိုင်းလို့ပြောတာပေါ့နော်အဲ့တော့ဒီလိုနေရာမျိုးမှာကျတော့တအားတူမျိုးမှတ်ရမှာက noun ဟာ object အနေနဲ့ပါလာပြီဆိုရင်အဲ့ noun ကိုအထူးပြုတဲ့ mind type ပုံစံကိုပဲရေးရပါမယ်တဲ့နော်ဒါကိုသိသိချင်းတာပါအဲ့တော့ဆရာကနောက်ထပ်ပြောဖို့ genitive pronoun တွေကအပိုင်းရတော့ဒီ self pronoun ပေါ့ရောင်ပြန်ဟက်သုံးတယ်လို့ပဲပြောရမှာပေါ့ရောင်ပြန်ဟက်တယ်ဆိုတာဟိုကို subject နဲ့ verb ဟာတခုတည်းပဲဖြစ်နေတဲ့အခါမျိုးမှာဆရာတို့ကဒီ object နေရာမှာ တုံးရတာကို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 လို့ပြောတာ哦เนาะငါလက်ကိုငါငါခိုက်မိငါကိုငါကိုငါပြန်ခိုက်မိလိုက်တယ်ငါကိုငါကက်ကြီးနဲ့ပြန်ညှက်မိလိုက်တယ်ငါကိုငါပြန်ပြီးဆွတ်စိတ်မိတယ်ဒီလိုမျိုးတွေဆရာတို့မြန်မာစကားပြောတဲ့အခါမှာလည်းပြောရတာ哦เนาะပြောရတဲ့အခါကျတော့ဒီဒီလိုပုံစံမျိုးလဲ English grammar မှာရှိတယ်ပေါ့အဲ့တော့ဒီ self pronoun တွေကိုကြတော့ဆရာတို့မြန်မာစကားမှာခုနကဆရာပြောခဲ့တဲ့နေရာမျိုးလေးတွေမှာဒီ self pronoun တွေကိုသုံးရတယ်ပေါ့เนาะအဲ့တော့ကိုကိုလို့ အဓိပ္ပာယ်ရတယ်ဒီစကားလုံးလေးတွေရဲ့အဓိပ္ပာယ်ပြောမယ်ဆိုကိုကိုတိုင်ပေါ့နော်ကိုကိုကိုပေါ့ပြောချင်တာတော့စကားနဲ့ပြောမယ်ဆိုကိုကိုကိုပေါ့နော်စာအတန်ပီတန်နဲ့ပြောမယ်ဆိုရင်တော့ဟိုကိုကိုတိုင်ပေါ့ဒီလိုမျိုးဖြစ်မှာပေါ့နော်အဲ့ဆရာနမူနာ sentence လေးတခုရေးပြမယ်ဒါဆိုရင်ပို့သဘောပေါက်သွားလိမ့်မယ်ပေါ့နော် The girl saw herself in the mirror မိန်းကလေးအားတဲ့နော်ကောင်မလေးကသူ့ကိုသူ့သူမကိုသူမနော်ဒါမှသူမကိုသူမနော် herself ဆိုတော့သူမကိုသူမမှန်ထဲမှာသူမကိုသူမမြင်တယ်တဲ့နော်ဟိုသူ့ရဲ့တည်နေရပေါ့ သူရှိနိုင်တဲ့နေရာပေါ့ဒီ self type တွေရှိနိုင်တဲ့နေရာပါမှာလဲဆိုရင် verb ရဲ့အနောက်နော် preposition ရဲ့အနောက်မှာအမြဲတမ်းရှိနိုင်ပါတယ်ဆရာစာနာလည်းထုတ်ပြပေးထားတယ်တရားလေးလည်းလိုက်ကြည့်ပါเนาะအဲ့တော့ဘာမှရှိမဲ့ဆိုရင် verb ရဲ့အနောက် preposition တွေရဲ့အနောက်မှာဒီ self pronoun self type pronoun တွေရှိတတ်ပါတယ်ဟုတ်ပြီနောက်တစ်ခုကဒါဒါအခုဆရာကတော့ပြောခဲ့တာရောင်ပြန်ဟပ်ပြီးသုံးတဲ့ပုံစံပေါ့ကိုကိုကိုဆိုတဲ့ပုံစံနဲ့သုံးတာပေါ့နောက်တစ်ခုကျတော့ဒီ ဒီ self drive ကိုပဲတုံးရတယ်နောက်တနေရာကြတာ तू က၄နှစ်အောင်တုံးလိုက်တာပေါ့ဘလို့၄နှစ်အောင်တုံးတာလဲဆိုပို့ပြီးတော့ဒီဖြစ်ရတခုကိုပို့ပို့ပြီးတော့၄နှစ်သွားအောင်လူစိတ်ဝင်စားမှုပို့ရအောင်ပြောတဲ့ပုံစံမျိုးရေးတဲ့ပုံစံမျိုးမှာဒီ self drive သဏ္ဍာန် pronoun ကိုဆရာတို့တုံးရတယ်ပေါ့နော်အဲ့တော့ဆရာနမူနာ sentence လေးရေးပြမယ်အဲ့ဒါလေးကြီးလိုက်ရင်တောက်လူသမီးတို့ပို့ပြီးတော့နားလေသဘောပေါက်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ် okay I built this hut เนาะ I built this hut အဒီတဲကိုငါစောက်တယ် ဒါယူယူတန်တန်တားလို့သမီးတို့မြင်ကြတို့မြင်နေကြတွေ့နေကြအဆန်တန်စလေးပေါ့နော်ဒီတဲကိုငါဆောက်တယ်ဒါပဲเนาะဒီလိုပဲသူရေးထားတယ်ဒါပြောမှဆိုတိတ်မလေးနိုင်ဘူးပေါ့เนาะဒီတဲကိုငါဆောက်လဲဆိုတော့သူအလုံသမားခေါ်ဆောက်တာလည်းဖြစ်နိုင်တာပဲလက်သမားခေါ်ဆောက်တာလည်းဖြစ်နိုင်တာပဲเนาะပတ်သက်ပြီးတော့သူပြီးတော့အဲ့တော့သူဆောက်တယ်ပေါ့ဒါဒီလိုမျိုးပြောချင်တာပေါ့သူဆိုဆရာတို့ကဒီလိုရေးလို့ရတယ် I built this heart myself เนาะဒီတဲကိုငါကိုယ်တိုင်ဆောက်တယ်ဆိုသူ့လက်နဲ့သူဆောက်တာလည်းဖြစ်သွားပြီပိုလေးနဲ့သွားပြီเนาะ သူသူ့လက်နဲ့သူကိုယ်ဆောက်တယ်ဆိုတော့ဒီတဲ့ပုံစံကိုကြည့်ပြီးသူ့ကိုချီးမွမ်းငန်းဖွင့်လဲဖွင့်လို့ရပြီเนาะတော်ကြောင်းเนาะဘလောက်ထိတော်ကြောင်းထက်ကြောင်းเนาะပြောလို့ရသွားပြီသူ့ကိုချီးမွမ်းငန်းနေဖွင့်မယ်ဆိုလို့ရှင်အများကြီးပြောလို့ရအာမင်းကမင်းကတော်တော်ဆရာကြတာပဲဒီဟာဆောက်တာအရန်တော်တာပဲဘာညာတရကာဆရာတို့ပြောပြောလို့ရသွားပြီပုလင်းနေသွားတာဟုတ်เนาะသူ့ကိုယ်ဆောက်တာ နော်လက်သမားငှားဆောက်တာလည်းမဟုတ်ဘူးနော်တခြားလူလာပြီးကိုဆောက်ပေးတာလည်းမဟုတ်ဘူးသူကိုယ်တိုင်ကိုဆောက်ထားတာဒီတဲကိုပေါ့နော်ဒီတဲလေးကိုသူဆောက်ထားတယ်အဲ့တဘောပေါ့အဲ့တော့၄နဲ့တဲဆိုတော့ဒီတဘောကိုပြောတာပေါ့အဲ့တော့ဒီ self type than pronoun တွေကို၄နဲ့အောင်သုံးတဲ့နေရာမှာလည်းဆရာတို့သုံးလို့ရပါတယ် okay အဲ့တော့ I myself built this hut နော်ဒီလိုမျိုးသုံးလို့ရတယ် I myself ငါငါကိုယ်တိုင်ဒီဟာကိုဆောက်တာအတူတူပါပဲကိုနေက I built this this hut myself လို့ ြောတာ ਨੇ I myself built this heart လို့ပြောတာ ਨੇ အတူတူပါပဲเนาะဘယ်လိုနေရာမှာပဲသုံးသုံးပေါ့အသုံးလို့ရပါတယ် Okay အဲ့တော့ဒီ self type တွေကဘာမှရှိရဲဆိုရင် watch အစုံမှာရှိတတ်တယ်နော်များသောအားဖြင့်ဒီ self type ဒီလေးနာအောင်သုံးတဲ့အတုံးအနှုံဆိုရင်ပေါ့နော်လေးနာအောင်သုံးတဲ့အတုံးနှုံဆိုရင် watch ရဲ့အစုံနေရာလေးမှာဒီ software ရဲ့ဒီပုံစံကိုမြင်နိုင်မှာဖြစ်တယ်ထားထားရတယ်ပေါ့ကိုကိုယ်တိုင်ရေးမယ်ဆိုရင်လည်း software ကိုဒီကွာကြရင်နောက်ဆုံးမှထားရမယ်ဆိုရင်ထားလို့ရမယ်နောက် linux စီလို့တဲ့စကလုံးရဲ့အနောက်မှာလည်းဒီဟာကိုထားလို့ရတယ်ခုနကဆိုရင် i myself လို့တွဲရေးတာတွဲရေးသွားတာကိုတွေ့ရမှာပါเนาะအဲ့တော့ i myself build this heart เนาะဒီလိုမျိုးသုံးလဲရတယ်ပေါ့အဲ့တော့ဒီမှာမှတ်ရမယ့်အချက်က subject မဟုတ်တဲ့တခြား noun တစ်ခုကို linux စီဖို့ နော်အဲ့နောင်ရဲ့အနောက်မှာလည်းကပ်ပြီးတော့ရေးတတ်ပါသေးတယ်တဲ့နော်ဆရာပြန်ပြောပြမယ်နော် subject မဟုတ်တဲ့တခြားနောင်တစ်ခုကိုလေးနက်စေဖို့အဲ့နောင်ရဲ့အနောက်မှာလည်းကပ်ရေးတတ်တယ်ဆရာဥပမာလေးပြပေးမယ်နော် I saw Johan himself နော် I saw Johan himself Johan ကိုသူကိုယ်တိုင်မြင်ခဲ့တယ်လို့ပြောတာနော်နော် I saw Johan himself ဟိုဘယ်လိုပြောမလို့ဟိုဦးသားသမီးတို့ဟိုပိုင်နေကုန်းကိုလူအကောင်လိုက်ကြီးအပြင်မှာမြင်ရတယ်ပေါ့ဒီသဘောကိုပြောတာပေါ့ပြောချင်တာနော်ဒီသဘောကိုပြောတာပေါ့အဲ့တော့ self pronoun တခုလေ subject အဖြစ်မရက်တည်နိုင်ဘူးပေါ့နော် i myself did it လို့ဆရာတို့ရေးလို့ရတယ်နော် i did it myself လို့လည်းရေးလို့ရတယ် myself did it ဆိုပြီးတော့ myself ကိုပဲဒီ subject တလုံးအနေနဲ့အရှိဆုံးမှထားရေးမယ်ဆိုရင်ရေးလို့မရဘူးဒါကိုပြောချင်တာနော် i နဲ့တွဲရမယ်နော် ဒီလိုမျိုး I did it myself ဟောကြရင်နောက်ဆုံးမှာထားပြီးတော့ပို့ပြီးလေးနာအောင်သုံးလို့ရရတယ်เนาะဒါလည်းသုံးလို့ရတယ်သို့တော့ myself did it ဆိုပြီးတော့အဲ့လိုမျိုးပုံစံတော့ရည်လို့မရဘူးပေါ့ Okay အဲ့တော့ဆရာဒီနေ့ဗီဒီယိုလေးမှာသားတို့သမီးတို့ကိုဒီ pronoun နဲ့ပတ်သက်တဲ့ဂျန်နဲ့မတိမဖြစ်ဒီလိုတည်ထားမယ်เนาะမှတ်သားထားတဲ့တချို့တော့အကြောင်းအရာလေးတွေကိုပြည့်ပြည့်စုံစုံရှုထောင့်ဖောင်းဆောင်ကနေဟာကွက်မရှိအောင်လို့တားလို့တမီးတို့အတွက်ဆောင်ပွဲမှာအင်္ဂလိပ်စာအမှတ်ပြီးအစည်းအဝေးနဲ့ကြိုက်ညီမယ်ဒီ pronoun တွေကိုသုံးရမယ်နီလန်း အားလုံးကိုဒီဗီဒီယိုလေး၃ခုမှာတာရသမီတို့ဆရာတိတိကျကျပြောပြပေးခဲ့တာဖြစ်တယ်ပေါ့အဲ့တော့တာရသမီတို့အနေနဲ့လည်းဒီဒီ pronoun နဲ့ပတ်သက်တဲ့ဒီ video သုံးခုစလုံးကိုတိတ်တိတ်ချာချာလေးပြန်ကြည့်ပြီးတော့ဆောင်ပွဲပွဲမှာဖြည့်တဲ့အခါမှာတော့လကောက်ကိုကိုတိုင်း English စာကြောင်းတွေကိုရေးသားစောက်တည်တဲ့နေရာမှာတော့လကောက်ဒီ pronoun တွေကိုသူ့နေရာနဲ့သူမှန်မှန်ကန်ကန်တိတိကျကျသုံးစွဲတတ်ပါစေလို့ဆန္ဒပြုနေတယ်ပဲဆရာရဲ့ဒီနေ့သင်ကြားမှုအစီအစဉ်လေးကိုဒီမှာပဲရှင်းလိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်